တည်ငြိမ်တဲ့တိုးတက်မှုရှိနေတဲ့သူကအအောင်မြင်ဆုံးဖြစ်လာမဲ့သူပဲဒီတော့ကိုကကိုယ့်ရဲ့ဘဝမှာတည်ငြိမ်တဲ့တိုးတက်မှုတွေရှိနေဖို့လိုတယ်အမြဲတမ်းတိုးတက်နေဖို့လိုတယ်ဒီတကားတစ်ခုကပိတ်သွားရင်နောက်တကားတစ်ခုပွင့်မှာပဲအဲ့တော့ပိတ်နေတဲ့တကားတွေအပေါ်မှာအာယုံစိုက်ပါနဲ့ပွင့်နေတဲ့တကားတွေအပေါ်မှာအာယုံစိုက်ပါ လူတွေဆိုတာကကိုဖန်တီးထားတဲ့ဘဝတစ်ခုကိုကိုယ်တိုင်ရကြတာပဲအောင်မြင်တိုးတက်တဲ့ဘဝတစ်ခုကိုဖန်တီးမယ်ဆိုရင်တော့အောင်မြင်တိုးတက်တဲ့ဘဝတစ်ခုကိုရမှာပဲခြေလန်းတလန်းချင်းစီခြေလန်းတလန်းပြီးတလန်းတတိရှိရှိနဲ့သွားနေတဲ့သူက ကြီးမားတဲ့အောင်မြင်မှုရမှာပဲ။ သူများတွေဖောက်ပြီးတော့သူများတွေထက်ခါထက်ခါသွားနေတဲ့လမ်းကိုပဲအမြဲတမ်းရှောက်ဖို့မကြိုးစားပါနဲ့ကိုယ်တိုင်လမ်းတစ်တည်းလေးဖောက်ဖို့ကြိုးစားကြည့်ပါအကြီးမားဆုံးသော ရှာဖွေတွေ့ရှိမှုတွေအကြီးမားဆုံးသော တိုးတက်မှုတွေမှာလူတွေရဲ့စိတ်ပေါင်းများစွာရဲ့ပူပေါင်းပါဝင်မှုတွေရှိနေတယ်။ဒီတော့လူတွေနဲ့ပူပေါင်းပါဝင်ပြီးတော့မှအောင်မြင်မှု ိုးတက်မှုတွေဖန်တီးလို့ရတယ်။ကောင်းကောင်းပြင်ဆင်ခြင်းဟာ အောင်မြင်မှုရဲ့တော့ချက်ပဲ။စဉ်းစားကြည့်မယ်ဆိုရင်အောင်မြင်နေတဲ့သူတွေသည်အမြဲတမ်းအကောင်းဆုံးပြင်ဆင်ထားမပြင်ဆင်ခြင်းကတော့ကြာရှုံးမှုအတွက်အစီအစဉ်ဆွဲနေတာဖြစ်လိမ့်မယ်။ ထွေးတွေကိုကိုလှုပ်နေတဲ့အပေါ်မှာ အာယုံစိုက်ပါ အာယုံစိုက်ပြီးတော့မှလှုပ်ပါ နေရဲ့အလင်းရောင်ကြီးတစ်ခုဟာအရာတစ်ခုခုပေါ်မှာအချာကြီးကျသွားရင်အဲ့ဒီအရာကိုတောင်းလောင်ကျွမ်းစီတယ်ဒီသဘောတရားပဲညဆိုတာကအလုတ်လုတ်ရတာအငိမ့်တဆုံးပဲတွေးလို့အကောင်းဆုံးအချိန်ပဲဒီတော့တစ်ခါတလေမှာကိုအတွေးကောင်းနေရကြရင် ညတိုင်းမှာအလုပ်လုပ်ကြည့်ပါလားအနောက်ရှက်မရှိတဲ့အချိန်တခုပေါ့အတိအတိတွေရဲ့အစမ်းသက်ခံလဲမဖြစ်စေနဲ့အအိုဆုံးအရာတွေရဲ့နောက်ဆုံးအရာလဲမဖြစ်စေနဲ့ကို့အတွက်ပွင့်နေတဲ့တကားတွေကိုမမြင်ပဲကို့အတွက်ပိတ်သွားတဲ့တကားတွေကိုပဲနောင်တကြီးစွာနဲ့ ကြည်နေမိတဲ့တည်းဒီတော့ကိုယ့်အတွက်ပွင့်နေတဲ့တကားတွေကိုမြင်အောင်ကြည့်ပါ လူတိုင်းအတွက်အမြဲတမ်းပွင့်နေတဲ့တကားတွေရှိနေမှာပဲကြည်ကျခံရတဲ့ရှားဖွေမှုတွေက အတွေးတွေရဲ့ရလက်ပဲဒီတော့အတွေးကောင်းတွေရှိအောင် အတွေးကောင်းတွေထွက်လာအောင်ဘဝမှာစူးစမ်းနေတယ်အတွေးကောင်းတွေကလည်း ဘယ်ကလာတယ်လဲဆိုတော့အတွေ့အကြုံနေစီကလာတာပဲဒီတော့ဘဝမှာအတွေ့အကြုံနေအများကြီးယူပါအောင်မြင်ခြင်းနဲ့ကြာရှုံးခြင်းကြားကကွာခြားမှုတစ်ခုကတော့လှုပ်ဆောင်နိုင်တဲ့အရေးအချင်းပဲဒီတော့ကို့မှာလှုပ်ဆောင်နိုင်တဲ့အရေးအချင်းတွေပြေဝအောင်ကြိုးစားပါအဲ့ဒါဆိုရင်အောင်မြင်ခြင်းကိုမုတ်ချရပါလိမ့်မယ် ါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တမိုးရှိတဲ့ဆွေးများတာဖြစ်ပါလေကျွန်တော်လူငယ်တွေနဲ့မိတ်ဆွေတွေဟာလည်းနေ့တစ်နေ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းရင်းအောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရစေဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ကတော့ကုညာလေးအောင်ပါခင်ဗျာ